ထိုင်းရောက်မြန်မာလူသားများအတွက်မြို့မြို့အဖြစ်ကြောင်းတပ်တွေကလက်မှတ် CI တပ်တန်းတို့လုပ်ငန်းစဉ်များကိုဇွန်လအတွင်းဖွင့်လှစ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းထိုင်းနိုင်ငံရှိအလို့သမားတန်ရာရှိယုံဤထုတ်ပြန်ချက်ရသိရပါတယ်။ထိုင်းနိုင်ငံအလို့သမားဝန်ကြီးဌာနနိုင်ငံခြားအလို့သမားများနေထိုင်လုံလုံခွင့်တပ်တန်းတို့ရဲ့ကိစ္စနှင့်ဆက်လင်း၍မေ28ရက်တွင်နိုင်ငံသားအလို့သမားစီမံခန့်ခွဲကော်မတီကအစည်းအဝေးကျင်းပခဲ့ကြောင်းသိရပါတယ်။ရင်းအစည်းအဝေးပွဲတွင်အလို့ကင်ဌာနဤစင်ရဲ့အချက်လက်များအရမြန်မာလူသမားတက်သမရှစ်တန်းခန့်ကိုထိုင်းနိုင်ငံအတွင်း အထူးအခွင့်အရေးတရက်နေဖြင့်တက်တန်းတိုးလုပ်ငန်းစဉ်ကိုတတ်မှတ်ကာလတွင်တောင်ရနိုင်ရန်ထပ်မံ၍6လတက်တန်းတိုးပြီးမှဖြစ်ကြောင်းတတ်မှတ်ထားသောလုပ်ငန်းစဉ်များဆောင်ရွက်ပြီးပါကအလုပ်လုပ်ကိုင်ခွင့်တက်တန်းနှစ်နှစ်ရရှိမှဖြစ်ကြောင်းအလို့သမားတန်ရရှိရုံးကထုတ်ပြန်ထားပါသည်။အဆိုပါစည်းဝေးစည်းဝေးဆုံးဖြတ်ချက်များကိုထိုင်းဆိုရအဖွဲ့စည်းဝေးတို့တည်ပြုရရှိရေးဆက်လက်တင်ပြသွားမှာဖြစ်ကြောင်း မြေသူမြေဝါဖြစ်ကြောင်းတပ်တွေကလက်မှတ်စီရင်သက်တမ်းသိုးလုပ်ငန်းစဉ်များကိုဇွန်လတွင်ဖွင့်လှစ်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီးအသေးစိတ်လုပ်ငန်းစဉ်ကိုတည်င်းထပ်မံပေါ်ပြပေးသွားမှာဖြစ်တယ်လို့အလို့သမားတန်ရာရှိယုံကြည်ထုတ်ပြန်ချက်အရသိရပါတယ်။ထိုင်းနိုင်ငံတွင်မြန်မာရွှေပြောင်းလုပ်သားအများစုတွားရောက်လုပ်ငန်းလျက်ရှိတဲ့နိုင်ငံတစ်ခုဖြစ်ပြီးယခုနောက်ပိုင်းတွင်တရားမဝင်တွားရောက်လုပ်ငန်းမှုများပုံမှုများပြားလာသည်ကိုတွေ့ရပါတယ်။ရှင်းကြောင်းထိုင်းအနာပိုင်များကလည်းနေဆက်ဝင်ပေါက်များနှင့်တရားမဝင်ဝင်ရောက်တဲ့လမ်းကြောင်းများတွင်စစ်ဆေးတင်းကျပ်မှုများကိုဆောင်ရွက်လျက်ရှိကာ တရားမဝင်ဝင်ရောက်တဲ့မြန်မာလူသားများကိုမကြာခဏဖမ်းဆီးရမိမှုများရှိနေပါတယ်။